မြန်မာနဝချင်းတွေကိုအစစ်တဆိုင်အပင်းနားစင်နေကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့လူရုပ်ငအောင်ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ငအောင်တောင်ပေါ်မှာဘိုးတော်လိုလိုဘာလိုလိုလူတွေရောက်နေတယ်တဲ့။ အောင်မြင့်ရဲ့စကားကြောင့်အယောက်ခတ်ကိုကင်ထားတဲ့ငှအောင်စုတ်တစ်ချက်တက်ပြီးဘိုးတော်မကလို့ဘာပဲရောက်ရောက်မင်းနဲ့ဘာဆိုင်လို့လဲတောက်เสียရှိရတောက်ငှအောင်ကအယောက်ခတ်ကိုစောက်ကနဲ့ချပစ်ပြီးဇပွဲပေါ်မှာရှိတဲ့ငှချောက်တစ်ဖက်ကိုကောက်ဝါလိုက်တယ်ငါဒီအတိုင်းပြိုးပြတာပါကွအဲ့ဒါတွေငါစိတ်ဝင်စားအောင်ငါစိတ်ဝင်စားတာစာတင်เจ้าနဲ့ရကောက်မယ်စာတင်เจ้าမှာဘသူရှိလို့လဲကွဒီချင်းကเจ้าပိတ်တာမဟုတ်ဘူးလား လူပြောနေတာမဟုတ်ဘူးကမနေ့ညငါအရက်တောက်ပြီးပြန်တော့စာတင်ချောင်းခေါမိုးပေါ်ကနေငါ့ကိုခဲနဲ့လှမ်းပြစ်တာခံလိုက်ရတယ်ငါလည်းခဲကြတဲ့နေရာကိုမောကြည့်လိုက်တော့မဲကျုပ်ကျုပ်အကောင်တစ်ကောင်ကငုတ်တုတ်ထိုင်းနေတာကဒီကောင်ငါမကြည့်နဲ့ဘူးမင်းနဲ့ငါဒီညစာတင်ချောင်းနေရာကောင်ကိုတော့ဖမ်းရအောင်ကျေးဇူးရှိရဲ့အဲ့ဒါတော့ငါမလိုက်ပြစေနဲ့တခြားဟာလောက်ပါလားကွမရဘူးဒီကောင်ငါ့ကိုခဲနဲ့ထုတာမကြည့်နဲ့ဘူးကွ မေမလိုက်ငါတယောက်တည်းသွားမယ်။ငါအောင်ကရန်တိရိုက်တိုင်ဖြစ်နေတဲ့ခန္ဓာကိုယ်တက်မဲ့အောင်ခဲပြီးအရက်ဆန်တွေကနဲ့ထွက်သွားပါလေရော။ဟောင်းလေးငါအောင်ထွက်သွားပြီဟာတခုခုလုံးကြအောင်။မင်းနောက်ပြောမရတာငါတို့ပြောဟိုကပြဿနာရှာနေပါဦးမယ်။ဒီကောင်နဲ့တော့တောက်ပြဿနာပဲကွာ။ဟမ်။မောင်မင်းကပြေကြောက်ပြေကြောက်ရေရွရင်နဲ့အရက်ပလင်းထဲမှာကျက်နေတဲ့လက်ချံကိုတရှိန်လုံးမောချကား။ ငါအောင်နောက်ကိုလိုက်သွားခဲ့ပါတော့တယ်။ဆိုင်အပြင်ရောက်တော့ငါအောင်ရဲ့အရေးရောင်ကိုမမြင်ရပဲ။လမ်းပေါ်မှာအိတ်နေတဲ့ခွေးတချို့ကမြင်လိုက်ရတယ်။မောင်မောင်မဲမဲနဲ့ဘေးရောက်သွားပါလိမ့်။မောင်မြင့်ကငါအောင်ကိုလိုက်ချနေတယ်ဆိုပေမဲ့အရေးရောင်တော့မတွေ့ရတာကြောင့်တချင်လေးညီးလို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။မောင်မြင့်မင်းလား။အတန်းကခအုပ်ထွက်လာတာကြောင့်မောင်မြင့်ဘေးဘီကိုကြည့်လိုက်တော့ဘာမှမတွေ့။မောင်မြင့် ငါ့ကိုလာကူအောင်ဟာဒီတခါတော့မောင်မြင့်ကြက်သိမ်းမွေးညင်းနေထလာပြီးတောက်ထားတဲ့အရက်ခိုးတွေပြောက်လို့မတက်ဖြစ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့ငင်းဝင်းအရှင်းကြီးမှဘသူမှမရှိလို့ပဲ။ဘယ်သူလဲကွငါ့နာမည်ခေါ်နေတာ။မောင်မြင့်ကြောက်ကြက်ကံပြီးအော်လိုက်တဲ့အချိန်မင်းမေကလွာအခွက်တွေမလာသေးဘူးလားကွ။ငါရင်းရင်းနဲ့ကြားနေတာဟာအဲ့တော့မှမောင်မြင့်လည်းအတန်ကြားတဲ့ဘက်ကိုစံတဝဝနဲ့ရှောက်လာခဲ့တာ။ ။ဘာမပါတဲ့ရေတွင်ထဲမှာရေခက်ကြိုးကိုကင်ထားတဲ့ငအောင်ကိုမြင်လိုက်ရတယ်။မောင်မြက်လည်းငအောင်ကိုမြင်တော့ဘိုက်ကိုနှိပ်ကားရှိပြီးဘေးအိမ်ကလူတွေကိုအကူအညီတောင်းကရေတွင်ထဲကနေအပေါ်ရောက်အောင်ဆက်ပေးခဲ့ရတယ်။ရေတွင်ပေါ်ကတက်လာတဲ့ငအောင်ကမောင်မြက်အနှောက်ကပ်ပြီးမောင်မြက်အရေးသွားပြတ်တော့အောင်တော်ပါပြီကွာညာလက်နဲ့နေပြီးဆန်တွေလည်းပိတ်ပြီးဟာမင်းတကူလုံးလဲရေတွေရှဲနေတာအိမ်ပြန်တော့မင်းဘာသိလို့လဲ ငါ့ကိုစာတင်ညောင်းနေရကောင်ကတွန်းချလိုက်တာဒါကြောင့်ဒီညောင်းတော့ဒင်းအောင်မရရအောင်ဖားမယ်မောင်မြတ်သူ့ကိုချစ်တတ်နေတဲ့ငါအောင်ကိုပြောများတဲ့အစုံဒီနေ့တော့တရေမဖမ်းနဲ့အောင်မနေ့ပြန်ညားကြရင်ငါကိုယ်တိုင်မင်းနဲ့အတူတူသွားဖမ်းမယ်ဒီတော့တငယ်ချင်းရယ်ဒီညတော့စိတ်လျှော့လိုက်ပါကွာနော်အဲ့ဒီလိုချုံမောက်ပြောနေတဲ့အချိန်ငါအောင်ရဲ့အမားဖြစ်သူကအနာကိုရောက်ချလာခဲ့တယ်ငါအောင်နေဆိုဒီမှာလဲဖြစ်လာရင်မျက်လုံးပြူမျက်စံပြူပဲ လူကလည်းမူးနေတာမှတောက်ကြဆိုင်နေပြီလာအိမ်ပြက်မယ်မကြီးကငါအောင်ရဲ့လက်ကိုဆက်ပြီးအိမ်ကို ပြန်ခေါ်သွားခဲ့တယ်ဒီတော့မှမောင်မြင့်ကဟင်းကနဲတက်ပြင်းချပြီးမိမိနေတဲ့အိမ်ဘက်ကိုပြန်ခွင့်ရသွားခဲ့တယ်ငါအောင်ကမူးနေရင်တော့ပောက်ကရရှောက်လို့တက်ပြင်မယ်အရက်မတောက်တဲ့အချိန်ဆိုရင်စကားကိုလေးလုံးကိုအောင်မပြောတတ်တဲ့လူစားရွာရီကကလေးတွေဆိုရင်လဲငါအောင် အလောက်ကပြန်လာပြီးဆိုရင်လက်ဆွဲတဲ့သူကဆွဲကျိုးတဲ့သူကကျိုးနဲ့ဘာကြောင့်လဲဆိုတော့ ငါအောင်ကကလေးတွေမြင်သူအိတ်ကတ်ထဲမှာပါတဲ့ပတ်စံတွေကုန်တဲ့အထိမုတ်ွယ်ကျွေးတက်လို့ပဲငါအောင်ရဲ့အလုပ်ကလဲထိုးဆက်ပြေနာဆိုတော့ကွင်းရွာတွေဘက်ကမကြခဏသွားတယ်တခါကလေးဆက်ပြရတဲ့လက်ပိုက်ရှင်တွေကငါတွေပစုံနေအိမ်အတွက်အမြဲတမ်းပြေးနေကြဒါပေမဲ့ပြေးလာတဲ့အရာမှန်သမျှအိမ်ကိုပြတ်မလာပဲလမ်းမှာတွေ့တဲ့မရှိနှွားပါတဲ့လူတွေကိုအကုန်ပြန်မိခဲ့တဲ့ငါအောင်ရဲ့အကျင့်ရက်ွက်ထဲမှာဘာပဲလုပ်လို့ငါအောင်မပါရင်မပြီး နောက်ပြီးဘယ်ပြဿနာမစုံငအောင်က အမြဲတမ်းပါနေကြ အခုလည်းငအောင်တယောက်အဲ့ရနိုးရနဲ့မောင်မြင့်အိမ်ဘက်ကိုငါဆိုင်ငါဆိုင်နဲ့ထွက်သွားခဲ့တယ်ဒေါ်လေးစိတ်မောင်မြင့်ရှိလားမရှိဘူးကွလက်ခွေးမခဏသွားမယ်လို့ပြောတာပဲဒေါ်လေးစိတ်ရဲ့စကားကြောင့်ငအောင်က မောင်မြင့်ရှိရာလက်ခွေးဘက်ကို ထွက်လာခဲ့လိုက်တယ်ဟိုရောက်တော့လဲဆောက်တဲတခုကဖဲဝိုင်းဘေးမှာထိုင်နေတဲ့မောင်မြင့်ကိုမြင်လိုက်ရတယ်မောင်မြင့်မင်းကငါ့အောင်လာမခေါ်ပါလားကွာ မဟုတ်ဘူးကငါလည်းဒီကိုခဏပဲလာတာအခုပြန်တော့မလို့ရောက်လဲစားနဲ့ခဏထိုင်ကြည့်အောင်မေးလည်းမပြန်နဲ့အောင်ငါအောင်ကမောင်မင်းရဲ့ပခုံးကိုဖတ်ပြီးဖဲဝိုင်းပင်းမှာဝေထိုင်ပြီးကြည့်နေခဲ့တယ်ဝိုင်းကအတော်ကြည့်တာဆိုတော့မောင်မင်းတို့လည်းမပြန်ဖြစ်ပဲဟိုကြည့်ဒီကြည့်လုံနေတဲ့ချိန်ငါအောင်ကအရက်ဝိုင်းဘေးမှာချထားတဲ့အရက်ပလင်းကို ကောက်ကန်လို့ဖဲဝိုင်းမှာထိုင်နေတဲ့လူခွက်ခနဲ့ရိုက်ချလိုက်တယ်ရုတ်တရက်ဆိုတော့လူတွေအားလုံးကြောက်နေပြီး ရက်ခက်တီးတဲ့လူလဲငါအောင်ကိုမျက်လုံးအဖြူသားနဲ့မောကြည့်နေခဲ့တယ်။ဟဲ့ငါအောင်မင်းဘာလို့သူမျိုးကိုရိုက်တာလဲကွာ။မင်းတို့ဘာသိလို့လဲ။ဒီကောင်ကဖဲလေရိုက်နေတာကွာ။ဟောဒီမှာကြည့်။ငါအောင်ကရက်ခက်တီးတဲ့လူကိုတွန်းဖက်ပြီးဖြာအောက်ကိုလက်နဲ့နှက်လိုက်တော့ဖဲချက်နှစ်ချက်ထွက်လာခဲ့တယ်။အဲဒီတော့မှဖဲပိုင်းကလူတွေကငါအောင်ဘာကြောင့်ရိုက်တယ်ဆိုတာသိသွားပြီ။ကျေးဇူးတင်စကားပြောဖို့အလို့ရဘက်ကိုထွက်သွားတဲ့ငါအောင်နဲ့မောင်မြင့်ရဲ့နောက်ကျောင်းကိုမြင်လိုက်ရတယ်။ ငအောင်ကအဲ့ဒီလိုမဟုတ်မခံလူစားမျိုးတခါလဲမောင်မြင့်နဲ့ပြဿနာတက်ဖူးတဲ့လူကိုအရက်ဆိုင်ထဲမှာမပြောမစုံနဲ့ဝင်ရိုက်ခဲ့ဘူးတယ်သူနဲ့ဆိုင်လားဆိုတော့လုံးလုံးမမဆိုင်အမပြည့်သူကနင်းနဲ့မဆိုင်မဲဘာလို့ရိုက်တာလဲလို့ပြောတော့သူတငယ်ချင်းနဲ့ပြဿနာဖြစ်တဲ့သူတိုင်းသူနဲ့ဖြစ်တာပဲတဲ့ဒီနေ့တော့ငအောင်တယောက်မနဲ့ကလေးကနေညနေဆောင်တဲ့အထိအိမ်ပေါ်မှာညင်နေခဲ့တယ်ခါတိုင်းဒီအချိန်ဆိုအရက်ဆိုင်ရောက်နေပြီဖြစ်တဲ့မောင်ဖြစ်သူကဒီနေ့မှဘဲမမသွားဘူးဆိုတော့ အမဖြစ်သူတယောက်အံ့ဩနေတဲ့အချိန်ငအောင်ရှိလားဟိဆိုတဲ့အတန်ကအိမ်ရှိရနေထွက်လာတယ်။ဦးလေးပို့ပါလား။ဘယ်ကနေဘယ်လိုလှည့်လာတာလဲ။ညီတို့စီပဲအလဲလာတာ။ငါတူရောဘယ်ရောက်နေလဲ။ရှိပါဦးလေးပို့ရေ။ငအောင်ရင်နင့်ဦးလေးလာတဲ့ဟိ။မကြီးရဲ့အတန်ကြောင့်အိမ်ငယ်ထဲမှာလှဲနေတဲ့ငအောင်တယောက်အိမ်ရှိကိုထွက်လာခဲ့တယ်။ငါတူနဲ့တော့မတွေ့ရကြပြီ။မင်းနည်းနည်းပိန်သွားတယ်နော်။ ဟုတ်တယ်ဦးလေးပူရဲ့နေတိုင်းတောက်နေမှာတော့မပိန်မဲနေမလားငါအောင်ကမာကြီးစကားကိုရှိတယ်လို့တောင်မထင်ပဲဦးလေးပူဘင်းမှာဝင်ထားလိုက်တယ်ဦးလေးပူဆိုတာငါအောင်ကို မွေးကလေးရနဲ့ထိန်းလာခဲ့တဲ့သူအခုလည်းမရောက်တာကြာပြီဖြစ်တဲ့ငါအောင်စီကိုအလဲရောက်လာတယ်တူကြီးနှစ်ယောက်စကားထိုင်ပြောရင်အမကြီးငါအောင်နဲ့ငါဒီညနည်းနည်းလောက်တောက်မယ်နော်ဒီတိုင်းပဲပြောကြပါလားသမီးထမင်းပြင်ထားပေးမယ်လေ ငါတုံနဲ့ငါတခါတလေဆုံတော့တောက်ပြစီကွယ်ဒီကောင်ကြောင့်ဥလေးဘွားဘာသိလို့လဲသူ့အောင်မူးလိုက်ရင်လမ်းယူတာမဟုတ်ဘူးနော်ဟာဒီကောင်ငါထဲလာတာပါကွာငါတူကငါပြောရင်ရပါတယ်မကြီးလည်းပြောများတဲ့ဆိုအိမ်မော်ပြန်တက်ပြီးမနဲ့ဈေးဝယ်ရမယ့်စင်းတွေကိုတွက်ချက်နေခဲ့တယ်ဒီလိုနဲ့တူကြီးနှစ်ယောက်စကားလေးပြောလိုက်အရက်ကလေးတောက်လိုက်လုံနေညဆယ်နိုင်လောက်ရောက်တော့ငါတူ ။ဦးလေးဘုံပြန်ချပြပါကွာ။ငါတို့ဟာလိမ်မာပါရဲဆိုတဲ့အတန်ခတ်တူတူကိုချလိုက်ရတယ်။မာကြီးလည်းအိတ်နေရဲ့ဒီစကားကိုထက်ခါထက်ခါကြားနေရတော့စိတ်ထဲမသိငါတော့ပဲ။အိတ်ရှိကိုထွက်ကြည့်လိုက်တော့ငါအောင်ကဦးလေးဘုံကိုချပြီးယူရင်းဘက်ကိုလမ်းလျှောက်သွားတာမြင်လိုက်ရတယ်။ငါအောင် နေတာဘာလို့မလို့လဲ။မာကြီးရဲ့အတန်ကြောင့်ငါအောင်ကအနောက်ကိုလှည့်ကြည့်ပြီးဒီလူကြီးကစကားအယမ်းမြောက်လို့ရေရင်းနဲ့ပြစ်ချမလို့။မာကြီးလည်းသူမစွဲရင ဦးလေးဘူးဒုက္ခရောက်တော့မှမြင်တဲ့အတွက်အိမ်ပေါ်ကနေပြေးစင်းပြီးငအောင်ရဲ့လက်ကိုဆွဲကာငအောင်ဦးလေးဘူးပြန်ချလိုက်စမ်းနေဟာလေးမူးလိုက်ပြဿနာရှာလိုက်ရမှလို့អော်ပြောလိုက်တော့မှဦးလေးဘူးဘုကနဲ့ပြစ်ချပြီးအိမ်ပြင်ဘက်ကိုထွက်သွားခဲ့တယ်ဦးလေးဘူးအဆင်ပြေရဲ့လားပြပြပါတယ်ဒီကောင်အရင်ကအခုလိုမဟုတ်ပါဘူးကျမပြောတာပဲငအောင်ကမူးလိုက်စိတ်ထင်ရရှောက်လို့ပါတယ်ဆိုဒါနဲ့ဦးလေးဘူးက ဘာလို့အတန်ကျဲကျဲမအော်တာလဲဂျီကောကငါ့ကိုအော်တာနဲ့ပြစ်ချမယ်ပြောလို့အတန်မထွက်ရတာဦးလေးပူရဲ့စကားကြောင့်မာကြီးလည်းရီရခတ်ငိုရခတ်ဖြစ်သွားပြီဦးလေးပူလည်းမူးနေပြီဆိုတော့ထမင်းစားပြီးအိတ်လိုက်တော့လေနင်းနေငါရွာအောက်ပိုင်းကအသိအိမ်မှာပဲသွားအိတ်တော့မယ်မတော်လို့ဟိုကောင်ပြန်လာရင်ငါ့ကိုပြစ်ဒနာရှာနေပါဦးမယ်ဦးလေးပူလည်းငါအောင်ကိုကြောက်လန့်ပြီးတကြိုးတည်းလက်ပြေးပါလေရော မာကြီးကတော့ငါအောင်အိမ်ကထွက်သွားပြီး ဘာပြဿနာများလာရှာမလဲဆိုတဲ့စိတ်နဲ့အိမ်ပေါ်ဝါမှာထိုင်ဆောင်နေတဲ့အချိန်မာကြီးမာကြီးငအောင်ရှင်းမြေတီတောင်ပေါ်တက်သွားလို့လက်ကြည့်ပေးပါဦးဟဲ့ဒီအချိန်တယောက်တည်းသွားတာလားဟုတ်တယ်ဗျကျွန်တော်နဲ့ဖိုးတူတော်လိုက်ဖို့လုံနေတဲ့အချိန်မှာငအောင်မြင်လို့မာကြီးကိုလာပြောတာဒီတင်နာကောင်းကတော့ညာကြီးအချိန်မတော်ဒုက္ခပါပဲမာကြီးလည်းအနီနာချင်းတွေခေါ်ပြီးတော့ရှင်မြေတီတောင်ပေါ်ကိုချက်ချင်းလိုက်တက်သွားခဲ့တယ် တောင်ရဲ့တဝက်လောက်ကိုရောက်တော့နှချို့မကြီးပြေအောင်မှာငအောင်ရဲ့ဖက်နှုတ်ကို တွေ့လိုက်ရတာကြောင့်အပေါ်မောကြည့်လိုက်တဲ့အခါပေတရာလောက်မြင့်တဲ့မကြီးပင်ထိပ်မှာမတည့်ရနေတဲ့ငအောင်ကိုမြင်လိုက်ရတယ်။ဟဲ့ငအောင်မကြီးပင်ပေါ်ဘာတက်လောက်နေရလဲဆင်းလာခဲ့စမ်း။ငအောင်အခုတချင်ဆင်းလာစမ်း။မကြီးနဲ့ရွာလူတွေရဲ့အော်တန်ကြတော့ငအောင်ကအောက်ကိုငုံချပြီးမျက်နှာတည်ကြီးနဲ့ရီပြနေခဲ့တယ်။ဒီကောက်ပုံစံကြည့်ရတာတာမန်မဟုတ်တော့ဘူး။ တခုခုပူကနေတယ်လို့ပဲအဖွဲထဲမှာပါလာတဲ့ဥစိန်တိုးရဲ့စကားကြောင့်မာကြီးလည်းပြရခတ်သွားပြီဘလို့လုံးကြမလဲမတော်လို့အပေါ်ကနေခုန်ချလိုက်ရင်ဒုက္ခပဲကျွန်တော်တို့မှာပရိရည်ဘူးပါတယ်အပေါ်တက်ပြီးပရိရည်နဲ့ဖြတ်လိုက်ရမလားလုံးဆမ်းမအောင်ဖို့လူရဖို့လူလည်းတော့တက်ရင်အမြဲတမ်းဆောင်းသွားတက်တဲ့ပရိရည်ဘူးကိုခါကြညှက်လို့မကြည့်ပင်ပေါ်ကိုကုတ်တွေတက်သွားခဲ့တယ်ဖို့လူကရည်ဘူးနဲ့လှမ်းပက်လို့ရတဲ့နေရာကိုရောက်တော့ ပရဲ့ရီဘူးကိုထုတ်ပြီးအပေါ်ကိုပတ်တင်လိုက်တယ်။အဲ့ဒီခါအာပူရဲပူရဲဆိုတဲ့အတန်နဲ့ကြီးကငအောင်စင်းကနေထွက်လာတယ်။ကွာဒလိထားအောင်ပြအပင်ကမြင့်နေ။ဟင်ငါငါဘယ်လိုလုပ်ပြီးဒီကိုရောက်နေရလဲ။စကားနောက်မှပြောပြအပင်ဘွားကနေဒလိထားပြီးဆင်းအောင်။ငအောင်လည်းအဲ့ဒီတော့မှဒလိဝင်ပြီးမကြီးပင်ဘွားကနေတွေ့ဆင်းလာခဲ့တယ်။အောက်ရောက်လို့မကြီးတော့ဦးလေးပူနဲ့ပြဿနာတက်ပြီးအရက်ဆန်ဘက်ကိုထွက်လာတဲ့အချိန် မအေးတို့အိမ်ရှိမှာမိမတယောက်ထိုင်ကုန်နေတာကိုမြင်လို့မအေးပဲသူ့ယောက်ျားနဲ့စကားတွေများလို့ငိုနေတာလို့ထင်ပြီးတော့အနောက်ကိုကပ်သွားတဲ့အချိန်မှာအဲ့ဒီမိမကျွန်တော်ကိုကိုခွစီလိုက်တာလို့ပြန်ပြောခဲ့တယ်။ဒီကိစ္စပြီးတော့ငအောင်နှစ်ရက်လောက်ငြိမ်သွားပြီးသုံးရက်မြောက်တဲ့နေ့မှာတော့ထုံးစံအတိုင်းမှွေးပါလိမ့်ရော။ညာ12နာရီရှိနေပြီမို့တရွာလုံးအိမ်မောကြပြီးတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။အဲ့ဒီချိန်ကတောက်ကတောက်ဆိုတဲ့အသား ရှင်မြတင်တောင်ပေါ်အတက်လန်းကိုတက်သွားလိုက်ဆင်းလာလိုက်နဲ့လုံနေခဲ့တယ်။မာကြီးလက်ငအောင်တရားအခုတည်းပြန်မလာသေးတော့မို့အိမ်ထဲမှာတယောက်ထဲထိုင်ဆောင်နေကြားလိုက်ရတဲ့အတန်ကြောင်ကြက်သိမ်းမွေးညင်းတွေထလာခဲ့တယ်။တရေချုပ်တာများလား။ဒီအချိန်ကြီးဘာသာများပါလဲလို့ရေရွတ်ပြီးအိမ်ဒီကားပေါက်ကနေအသာလေးချောင်းကြည့်လိုက်တဲ့အချိန်လူတယောက်တောင်ပေါ်ကိုတက်သွားတဲ့အရေးကိုမြင်လိုက်ရတယ်။လူရဲကတောင်အတက်လန်းကိုတက်သွားလိုက်အောက်ကိုပြန်ဆင်းလာလိုက်လုံနေတာကြောင့် စိတ်ထဲမတင်ကားတော့ပဲဓမီနဲ့ထိုးကြည့်လိုက်တော့ငအောင်တယောက်ဝလုံးတစ်လုံးကိုထိတ်ကောက်ဆွဲပြီးတောင်တက်လက်မော့ကိုအတက်အစင်လုံးနေတာမြင်လိုက်ရတယ်ဒီတခါတော့မာကြီးဘလို့မှသိမခံနိုင်တော့ပဲအိမ်ဘဝနဲ့စင်ကငအောင်ရဲ့နဲ့ထင်ကိုပြန်ငနဲ့ရိုက်ချလိုက်ပါတော့တယ်ဟဲ့အကောင်ဒီအချင်းကလူအဲ့ချင်းလေဘယ်နဲ့ဝလုံးတစ်လုံးကိုဆွဲပြီးတက်လိုက်ဆင်းလိုက်လုံးနေရတာလဲမာကြီးရဲ့စကားကြောင့်ငအောင်ကအဲ့ရကနေနိုးလာတဲ့လူတယောက်လိုဖြစ်သွားပြီမာကြီး ကျွန်တော်ဒီကိုဘယ်လိုရောက်နေရလဲခုနအရက်ဆိုင်မှာစကားထိုင်ပြောနေတာဗျနင့်ပါဆက်ကိုပိတ်ထားစမ်းအိမ်ပေါ်အခုချက်ချင်းတက်ငါအောင်ငါမကြီးရဲ့စကားကိုဇောဒကမတက်ရေပဲကိုကိုလေးနဲ့အိမ်ပေါ်ကိုတက်သွားခဲ့တယ်မနက်မိုးလင်းတော့ငါအောင်တယောက်ညဖြစ်ခဲ့တဲ့ကိစ္စကိုပြန်စင်းစားပြီးအိမ်ရှိရာပခတ်မှာလက်အိတ်နေတဲ့အချိန်ရွှေမြေတင်တောင်ပေါ်ကနေဆင်းလာတဲ့ယောဂေဝေလူနှစ်ယောက်ကိုမြင်လိုက်ရတာကြောင့်စိတ်ထရရနေထူးထူးဆန်းဆန်း ငါတို့ရတဲ့လူစိမ့်တွေရောက်နေပါလားလို့ရေရွတ်လိုက်ပါတော့တယ်။ခဏနေတော့မောင်မြင့်ရောက်လာပြီ။ငါအောင်ခုနကတောင်ပေါ်ကနေယောဂီဝေလူနှစ်ယောက်ဆင်းလာတာမြင်လိုက်လား။အေးငါလည်းဒီကိစ္စတွေးနေတာ။မဟုတ်မှလည်းရောတိုက်တူဖို့လာကြတဲ့သူတွေများလား။ဖြစ်နိုင်တယ်ကွ။ဟိုတခါမင်းနဲ့ငါတောင်ပေါ်တက်တော့မင်းစီကူပတ်မှာပြန့်ကျင်းနေတဲ့ခရုတ်ပွဲတွေကိုမြင်ခဲ့တာမှတ်မိလား။အေးငါမှတ်မိတယ်။ အဲ့ဒီတော့ကတိုက်စရာတွေကဘာမှရောက်မသွားအောင်မဟုတ်လားမနှင်းစီနဲ့မက်ဆဘယ်တို့စိတ်ဆိုးပြီးထိခောက်သွားတဲ့လူတွေကိုပါခြောက်နှက်လိုက်လို့ဘသူမှတောင်းပေါ်မတက်ရဲကြတော့ဘူးလေအခုငါတို့အရင်လိုမဖြစ်အောင်တို့နောက်ကိုချစ်ရခံလိုက်ရအောင်ငါငါမအားသေးဘူးကနောက်ပြီးတော့အဲ့ဒီဘက်ကငါမသွားရဲဘူးဟွမင်းပြောလိုက်ရင်ဒီအတိုင်းပဲမအဲ့ရင်လည်းလှုပ်ရှားရှိရလှုပ်အေးအေးငါသွားလိုက်အောင်မယ်မောင်မြင့်ထွက်သွားတော့ ငအောင်ကပခတ်ပေါ်ကနေတောင်မော်ကိုမွေ့ကြည့်စက္ကနဲကောက်ထကထိခုတ်ဓာတ်တချောင်းကန်လို့ရှင်မြေတီတောင်မော်ကိုတက်သွားခဲ့တယ်။နေရထန်းတပြားကိုကျော်လွန်နေပြီးဆိုပေမဲ့ရှင်မြေတီတောင်မော်မှာတော့လေတဖြူဖြူနဲ့ချမ်းအေးနေခဲ့တယ်။ဇေရီရဲ့ဘေးဘက်အရေးရတဲ့ညောင်မေအောက်မှာတော့အောင်မြတ်သားတို့ဆရာတစ်ဘက်တုံးရောက်တဲ့အတူခဏနဲ့အဝတ်ကိုဝတ်ဆင်ထားတဲ့မိမကြီးတယောက်စကားထိုင်ပြောနေခဲ့ကြတယ်။အမေကြီးကဒီမှနေတာအတော်ကြာပြီပေါ့။ကြာပေါ့ကွယ်။ နှစ်30လောက်ရှိပြီအမေကြီးမှာမိသားစုတွေရောရှိလားတာတယောက်တမီးနှစ်ယောက်ရှိသေးတယ်ကွတို့တို့လည်းကိုယ့်အိမ်တော်တဲ့ကိုဆိုတော့ဒီကိုမလာဖြစ်တာများပါတယ်အမေကြီးကိုကြည့်ရတာဇီရီအောက်ကတဲ့အိမ်ရနဲ့ဘဲမှာသွားတာလည်းမတွေ့ဘူးနော်အခုတော့နေရတာမပြင်းဘူးလားမပြင်းပါဘူးကွနေဘက်တွေဆို အသီးရက်တွေလိုက်ခုညဆိုရင်ဖျားရှိခိုးတရားထိုင်တာနဲ့တည်းအချိန်ကုန်တော့ကုန်မှမတိဖြစ်နေတာ အမေကြီးရဲ့စကားကြောင့်အောင်မြတ်သာပြုံးပြီးခဝန်းမှာရှိတဲ့ဝမ်းမထီတောင်ဘက်ကိုနေကြည့်လိုက်တဲ့အချိန်ဇေဒီရဲ့အရှိဘက်ရင်ပြမှာလူတစ်ယောက်ရင်ပြလာကိုမြင်လိုက်ရတယ်။အစတော့တာမန်လူလို့ထင်မိပေမဲ့တေချာကြည့်လိုက်တော့နှစ်ဖူးမှာလာချမ်းတန်ဆွဲထားတာကိုမြင်လိုက်ရတယ်။ဒါကြောင့်စကားဆောက်ဖြတ်ပြီးအရှိဘက်ရင်ပြဘက်ကိုထွက်လာတဲ့အချိန်အဲ့ဒီလူကမျက်နှာငယ်လေးနဲ့အောင်မြတ်သာကိုကြည့်ပြီးကျုပ်တို့ကူပါဦးဗျာ။ ။တင်းတို့ဘာများကုညီရမှာလဲ။ကျုပ်တို့နေတဲ့အရက်ကိုလူတယောက်ရောက်နေလို့ဗျ။ဒီကောင်ကဘလို့ပဲ၆လဲ၆လဲမကြောက်တဲ့အပြင်ရေတခုအောက်ကနေစေးတံတစ်ချောင်းမှယူသွားသေးတယ်။ဟမ်။အဲ့ဒီလူအရင်ကမြင်တွေ့ဘူးလား။တခါမှတော့မမြင်ဘူး။အခုလည်းဒီဘက်ကိုလာနေတယ်လို့ပြောတယ်။လာဝလူမျိုးတယောက်ရဲ့စကားကြောင့်အောင်မြတ်သားတောင်အတက်လမ်းကိုကြည့်လိုက်တော့ဘောင်းမီတုံနဲ့စွကျက်တထဲကိုဝှက်ထားတဲ့လူတယောက်တက်လာတာကိုမြင်လိုက်ရတယ် ။တင်းတို့ပစ္စည်းကြုတ်ပြင်ရအောင်တောင်းပေးပါမယ်။ကျေးဇူးတင်ပါတယ်ဆရာလေး။လာဝလူမျိုးထွက်သွားတော့အောင်မြတ်တာလေ။မကောင်းတဲ့ခွန်လာကိုခေါ်ပြီးတောက်အစင်းလမ်းဘက်ကိုဆင်းလာခဲ့လိုက်တယ်။ဇေဒီကလည်းခြေလန်းတရားလောက်ရှောက်ပြီးတဲ့အချိန်မှာတော့ဇပင်ပုံတိုက်တဲ့လူတယောက်ဖနှက်ကိုခါချထိုးပြီးသူတို့နဲ့မျက်နှာချင်းဆိုင်တက်လာတာကိုမြင်လိုက်ရတယ်။အဲလိုအောင်မြတ်တာတို့မြင်တော့ဘူးကြည့်ကြည့်ပြီးတောင်ပေါ်ကိုဆက်သွားမလို့လှုပ်ပြီးကမှပြက်လက်လာခဲ့တယ်။ခမည်းတော်ကဒီတောင်ပေါ်မှာဘာလုပ်နေရလဲ ကျုပ်တို့ကတောင်ပေါ်မှာအထိတ်ချမ်းဝင်နေတာပါ။ဘာများဖြစ်လို့လဲ။ခမည်းတော်မလိမ့်နဲ့။လူကြီးတော်သူတော်ကောင်းလို့လို့ဘာလို့လို့နဲ့တကယ်တော့တိုက်လာသူကြတာမဟုတ်လား။မဟုတ်ရပါဘူးဗျာ။ခမည်းအထင်လွဲနေပါပြီ။ဘာမဟုတ်တာလဲ။ခမည်းတော်မောင်းထုတ်ဖို့အဖို့ကိုပြောရမယ်။အဖို့ဆိုတဲ့စကားကြောင့်အောင်မြတ်တော်တို့အချင်းချင်းကြိတ်လိုက်ပြီ။ခမည်းပြောတဲ့အဖို့ဆိုတာရှင်မြတ်တင်အဖို့ကိုပြောတာလား။ဟာ ဒေတိုက်ဆရာကြီးကအဖိုးနာမည်တော့တက်ခေါ်ရင်းနေပါလားကွာဟဲ့ငါအောင်အဲ့တယ်ဒီကိုဘာပြဿနာရှာနေရလဲနောက်ကျောင်းကနေထွက်လာတဲ့ကရင်မိမကြီးရဲ့အတက်ကြောင့်ငအောင်ကမျက်လုံးပြေးကြည့်ပြီအဖွားတော်ဒီကောင်တွေကတင်းသွင်းထားတာပေါ့လေငါလုံလိုက်ရနာတော့မယ်ဘာမှမသိပဲပောက်ပြရပြောမနေနဲ့နေထမင်းမစားရသေးငါအိမ်မှာဝင်စားတော့ငအောင်ကအမေအိုကြီးရဲ့စကားကြောင့်အောင်မြတ်သားတို့ကိုဘာမှဆက်မပြောပဲ မိုက်ကြီးကြီးကတောင်ပေါ်ကိုတက်သွားခဲ့တယ်။ငါအောင်ငါမှတော့ဟင်းမကောင်းနင်းအဆင်ပြေသလိုသာထည့်စားပြီးတော့ဟင်းကဘယ်တော့ကောင်းမလို့လဲအခုချက်ထားတာလည်းဘာမှမထည့်ပဲချက်ထားတာမဟုတ်လားငါအောင်ကဆန်ညက်သမီးကိုဇလုံနဲ့ထည့်ပြီးနှစ်ဖက်ငပိနဲ့အသီးရဲ့ရေလုံပြုတ်တစ်ခွက်ယူကခေါင်းမပေါ်တန်းစားပါတော့တယ်အဖွာအဖိုးကြောက်ကြောင်ဘာပြောသေးလဲနေရက်တွေနေတိုင်းတောက်လို့အဖိုးကစိတ်ဆိုးနေတာ ကြောက်ကြိုက်လို့တောက်ပေမဲ့ဘသူ့မှာဒုက္ခမပေးပါဘူးဒုက္ခပေးမပေးတော့မသိဘူးဟဲ့မနှင်းစီကတော့သူ့ကိုယ်ဘက်ကိုနှင်းလိုက်ခြေတလုံးကျောင်းအောင်ရိုက်မယ်လို့ကြိတ်နေတယ်မနှင်းစီဆိုတဲ့အတန်ကြောင့်ငအောင်ထမင်းစားနေတာကိုရက်ပြီးဟိုတလုံးကကြောက်တော့မှမရှိရနဲ့သူ့စပင်တို့ယူပြီးရောင်းလိုက်လို့စိတ်ဆိုးနေတာထင်တယ်ရင်းနေနဲ့ဟိုကနင့်ကိုမှတ်လာအောင်ပညာပေးမလို့အဖွားကြားထဲကနေဝင်တားထားလို့နင့်ဘာမှမဖြစ်သေးတာ ကျုပ်ကအဆင်ပြေအမတော်တွေကိုဒီထက်လောက်အောင်စိတ်မင်းမှာပါဗျငအောင်ကမင်းစီကူဘက်ကိုလှည့်ကြည့်ပြီးပြောလိုက်တဲ့အချိန်ဇေဒီဘွားကနေယောဂီဝယ်လူ၃ယောက်သူ့ရှိတဲ့ဘက်ကိုဆင်းလာတာကိုမြင်လိုက်ရတယ်ဒီတိုက်ဆရာတွေကဘာလာလုပ်ပြန်ပြီလဲသူတို့ကနေထင်းတယ်လို့တိုက်ဆရာမဟုတ်ပါဘူးဒါဆိုပါလေအဖိုးခေါ်ထားတဲ့သူတွေလားအေးအဖိုးကနေကိုဆုံးမပေးဖို့ခေါ်ထားတာအမေကြီးကပြောပြရတဲ့သူ့ပါဇက်ကိုပြန်ရပြီး ဟာငါလည်းဘာတွေပြောနေပြီပါလိမ့်။ငါအောင်ကတို့ဆုံးမမယ်ဆိုတဲ့အတွက်စိတ်ထဲထောက်ငနေဖြစ်သွားပြီ။ထမင်းပကံကိုဖြစ်တယ်လို့စီလို့တောက်အောက်ကိုပြန်စေးဖို့အလုပ်။သူ့ရဲ့ခြေထောက်တွေကကော်နက်ကတ်ထားတယ်လို့ဖြစ်နေတော့ကိုသတိထားမိခဲ့တယ်။ဟဲ့လူတွေဒါဒါခမားတော့လောက်တာမဟုတ်လား။ငါအောင်ကခြေထောက်ကိုလက်နဲ့ဆွဲခွာရင်းမေးလိုက်တော့အောင်မြတ်သားဘေးမှာဝင်ရက်ပြီ။မေသူများစီကယူလာတဲ့ပစ္စည်းကိုပြန်ပေးလှုပ်ပေးမယ်။ ျုပ်ဘာယူခဲ့လို့လဲဘာယူခဲ့လဲဆိုတာမင်းသိမှာပေါ့အချိန်ဆွဲနေရင်မင်းရဲ့လက်တွေလဲလေးလံပြီးတော့လှုပ်မရဖြစ်သွားလိမ့်မယ်။အောင်မြတ်သားရဲ့စကားကြောင့်လက်ချောင်းတွေကိုငှအောင်လှုပ်ကြည့်လိုက်တဲ့အခါတကယ့်ကိုလေးလံလာတာကိုသတိထားမိခဲ့တယ်။နင်းတို့ပြောတဲ့ပြစ်စီရထားလား။ငှအောင်ကခါးကြားထဲမှာထိုးထားတဲ့စည်းတံတစ်ချောင်းကို ထုတ်ပြလိုက်တဲ့အချိန်အောင်မြတ်သားစက်ခနဲ့ဆွဲယူပြီးနောက်တခါသူများပြစ်စီကိုမပေးဘဲမယူမိစေနဲ့လို့ပြောကား ။ငကယုံဖျားရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ငအောင်လည်းသူ့ကိုပညာပြသွားတဲ့အောင်မြတ်တောင်မချင်တဲ့အချီနဲ့ချစ်ပြီးတော့တောင်အောက်ကိုဆင်းသွားခဲ့တယ်။ဒါပေမဲ့နိုင်ဝဲကြတဲ့အထိတောင်ကြီးရရွာကိုမမြင်ရသေးတဲ့အတွက်ငအောင်တယောက်ခေါင်းနှပန်းကြီးသွားခဲ့တယ်။မဟုတ်သေးပါဘူး။အရင်ဆိုရင်မိနစ်20ဆိုရင်တောင်ကြီးရရွာကိုမြင်ရပြီ။အခုကဘာလို့မမြင်ရသေးရလဲ။ငအောင်ကဇဝေဇဝါနဲ့ပြောပြီးခက်တုတ်တုတ်ဆင်းသွားခဲ့လိုက်တယ်။ ဒါပေမဲ့တောင်ချီကိုမမြင်ရပဲခုနရင့်နေတဲ့နေရာကိုသာပြေရောက်လာတာကြောင့်တယောက်ယောက်သူ့ကိုလုံနေပြီဆိုတာသတိထားမိခဲ့တယ်။ဒါကြောင့်တောင်မော်ကိုပြန်တက်လာခဲ့တာ။၅မိနစ်မပြည့်ခင်မှာပဲရှင်မြင်းတင်ဇေဒီရှိရာကိုရောက်လာခဲ့တယ်။ဇေဒီပေါ်ရောက်တော့ငကရုံဖျားအရှိမထိုင်နေတဲ့အောင်မြတ်သားတို့စီကိုသွားပြီ။ဟဲ့လို့လေခမရတို့ကြောက်ပြန်မရအောင်လှုပ်ထားတာမဟုတ်လား။မင်းရွာပြေရောက်ရင်အရဲတောက်မှာဆိုလို့အဖိုးကလမ်းနေပြောင်းပြန်လှုပ်ထားတာနေမှာ။ အောင်မြတ်သားရဲ့စကားကြောင့်ငအောင်ကစကားတခုမှမပြောဘဲအဖိုးနန်းရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။နန်းရှိရောက်တော့ပြောင်မှုဘက်စလစ်ကိုခဲပြီးသူ့ကိုစိုက်ကြည့်နေတဲ့အမေအိုကြီးကိုမြင်ရတယ်။အမေကျောက်ဖိုးကိုပြောစရာရှိလို့နည်းနည်းဖဲ့ပေးဗျာ။နေငါ့ကိုဘာပြောမလို့လဲပြောစမ်း။အမေအိုကြီးရဲ့အတန်ကယောက်ျားတယောက်လိုထွက်လာတာကြောင့်ငအောင်တုန်ငနဲ့ဖြစ်ပြီးအနောက်ကိုအနှင်းငယ်ဆုပ်သွားခဲ့တယ်။အခုပြောနေတာအဖိုးလား။အေး ငါကိုယ်တိုင်ဝင်ပြောနေတာမင်းအခုထိအသိတရားမရသေးဘူးလားကျုပ်ကိုတောင်းပေါ်ခေါ်တာ အခုလိုလုပ်ဖို့လားမင်းဘဝမှာလှုပ်ချင်တာတွေကိုစိတ်ထင်တာလှုပ်ခဲ့ပြီးပြီမဟုတ်လားဒါကြောင့်အခုအဆပြီးတော့မင်းရဲ့စိတ်ကိုပြောင်းလဲဖို့အချိန်တက်ပြီအဖိုးကျုပ်ကိုတရားချမနေနဲ့ကျုပ်အခုအိမ်ပြန်ကျင်တယ်မင်းအိမ်ပြန်ကျင်ဟိုးမှာရင့်နေတဲ့လူစီမှာခွင့်တောင်းတို့လို့ခွင့်ပြုရင်တော့နင့်ရောအိမ်ပြန်ပြန်မယ်အဖိုးရဲ့စကားကြောင့် ငအောင်အောင်မြတ်တာတို့ရှိရကိုပြန်လဲလာတဲ့အချိန်ငကယုံဖျားမမိုးထားတဲ့ရှိရနဂါကြီးကအသက်ဝင်တယ်လို့လှုပ်ရှားလာတာကိုမြင်လိုက်ရတယ်။ငါပဲမျက်စိမှားနေရလား။အင်းကြီးရဲ့ယောက်ကဘလို့လို့လှုပ်ရှားမှလဲ။မျက်စိမှားတာမဟုတ်ဘူး။မင်းတကယ်ကိုမြင်နေရတာ။ရှိရနဂါကြီးကဗပြင်းကိုကားနေရထောက်ပြီးငအောင်ရှိရကိုဆင်းလာတာကြောင့်အလက်တကြားထွက်ပြေးဖို့အလုပ်အောင်မြတ်တာကဂုတ်ကနဲ့ဆဲကလို့နှစ်ဖို့ဖြောင်းကနေမြောင်ရိုက်ချလိုက်တယ်။ တာယာနာပြောပွဲကောင်းတဲ့ဓမတ်တီရုပ်ဖက်တန်ကငအောင်ရဲ့နားထဲကိုတိုးဝင်လာတာကြောင့်မျက်စိဖွင့်ကြည့်လိုက်တော့ရှေပန်းစဲရှေပန်းခတ်တွေနဲ့စီချဲထားတဲ့ဘိမှန်ကြီးတစ်ခုဦးဆုံးမြင်တွေ့လိုက်ရပါတယ်။ဘိမှာတော့ရွှေအိုရောင်စင်းပြရောင်အစင်တန်စာတွေဝတ်ဆင်ထားတဲ့မိမယောက်ျားတချို့ကဒူရီယာတချို့ကိုတီးမုတ်နေပြီးချုံမလှပတဲ့မမပြိုတချို့ကအလွန်တာယာတဲ့ဓမ္မတေးသချင်းတွေကိုတီးဆွနေခဲ့တယ်။ငါပဲရောက်နေတာပါလေ။ ဒါကဖဲနေရလေငအောင်တယောက်စိတ်ထဲကနေရေရွလိုက်တဲ့အချိန်ဗိမာန်လေးကိုတလန်းချင်းဝင်လာတဲ့ယောဂီဝယ်လူတယောက်ကိုမြင်လိုက်ရပါတယ်ဒါဒါဇီးဒီမှာမြင်ရတဲ့သူပဲသူကဘလို့လို့ဒီကိုရောက်နေတာပါလေစကားမဆုံးခင်မှာပဲယောဂီဝယ်လူရဲ့အနောက်မှာရွှေသားအတိတ်ပြီးရဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူတယောက်ကဲ့ရဲ့လိုက်ပါလာခဲ့တယ်ငါအောင်ကအဲ့လိုမြင်တော့ပါဇက်အဟောင်းသားဖြစ်သွားပြီငါ ငါနဲ့တတိယတဲ့တူနေပါလားဘိမ့်မန်နဲ့ဝင်လာတဲ့သူကငါအာဝမြင်တော့ဖောက်ရဲစွာပြုံးပြပြီဘိမ့်မာလွတ်နေတဲ့ပလင်ပေါ်မှာတက်ထန်လိုက်တယ်အဲ့ဒီအချိန်ယောဂီဝှက်ထားတဲ့လူအားငါအောင်ရဲ့အရှိမရက်လိုက်ပြီအခုဘယ်ရောက်နေလဲဆိုတာမေးသိချင်နေတယ်မဟုတ်လားဟုတ်တယ်ငါအခုဘယ်ကိုရောက်နေရလဲသူကရောဘာလို့လဲဘာလို့ငါနဲ့ရုပ်တုံနေရလဲမင်းအခုရောက်နေတာ ရှင်မြင့်တင်တောင်ပေါ်မှာတည်ရှိတဲ့ငကားတိုက်တစ်ခုတည်းကိုရောက်နေတာ။ဘေးမှာထားနေတဲ့သူကမင်းရဲ့အကိုပဲ။ဒါဆိုငါရောဘာလဲ။သူထိုင်တဲ့ပလင်နဲ့ငါထိုင်တဲ့ပလင်ကဘာလို့တူနေရတာလဲ။ဘာကြောင့်လဲဆိုတော့ဒီတိုင်နဲ့မင်းနဲ့မင်းရဲ့အကိုကပိုင်ဆိုင်လို့ပဲ။မင်းရောလူ့ဘဝဆီလွတ်လိုက်တာ၊ပာသနာပြုဖို့လွတ်လိုက်တာ။ဒါအောင်မင်းကအချိန်ပြည့်မူးယိုးနေတယ်။မင်းကိုမျှော်လင့်နေကြတဲ့သူတွေကိုမငဲတော့ဘူးလား။ဆရာ ညီတော်အရန်ဖီယာမပေးပါနဲ့ဆရာပြောလို့သာသနာပြုလုပ်ငန်းတွေလုပ်ရတယ်ဆိုတာမျိုး ကျွန်တော်မျိုးတော့မလို့ချင်ဘူးညီတော်ရဲ့စိတ်ရင်းအမှန်နဲ့ပြုလုပ်တဲ့အရာကိုပဲလိုချင်မိတာပါငါအောင်လဲအဲ့ဒီတော့မှစိတ်ထဲကနေဝမ်းနဲ့တလို့တစ်ဆုတ်လာပြီးတော့မြေရီကတုတ်လို့လို့ကြလာတယ်မြေရီပားပြင်းမော်စီးကြလာတာနဲ့တပြန်နဲ့ပဝန်းကျေတစ်ခုလုံးခြားရက်ဟက်လို့လဲပြီးလူလဲဖြက်ခနဲ့တရိပ်ပြန်လာခဲ့တယ်မင်းမြင်ခဲ့ပြီမဟုတ်လား ကျုပ်မြင်ခဲ့ရတာတွေကအမှန်တွေလားကျုပ်ဒီအကြောင်းတွေကိုဘာကြောင့်အခုမှသိရတာလဲအခုမှသိရတာဆိုပေမဲ့အရင်ကမင်းကတခြားလူတွေထက်ကိုထူးခြားတာကိုတော့တရိပ်ထားမိခဲ့တယ်မဟုတ်လားဥစ္စာဆောင်ညီမကိုဆင်ထားတဲ့ဇဗီတူကိုယူပြီးရောင်းစားတယ်လောက်ဝလူမျိုးတွေပိုင်တဲ့ပစ္စည်းတွေကိုယူပြီးတော့အရက်နဲ့လဲတောက်တယ်တာမန်လူတစ်ယောက်ကဒီလိုလုပ်ရင်အခုချိန်အသက်တောင် ရှိကြမှာမဟုတ်ဘူးဒါပေမဲ့မင်းကဘာမှမဖြစ်ဘူး ဘာကြောင့်မဖြစ်လဲဆိုတော့တောင်ပိုင်းအဖိုးကမင်းကိုကောက်ခဲ့ပေးထားလို့ပဲဒါကြောင့်မကောင်းတဲ့ကိစ္စတွေကိုရက်တက်အရက်ပြီးငယ်ဘွားအိမ်မက်ဖြစ်တဲ့ရဟန်းပြုခြင်းကိုအကောင့်ထဲပေါ်ပါဟုတ်တယ်ကြောက်ငငယ်တော့ကကြီးလာရင်ဘာလုပ်မလဲဆိုပြီးမင်းဖုန်းကြီးဝတ်မယ်လို့ပဲဖြေခဲ့တာဒါရီကိုခမရကဘလို့သိနေရလဲတင်းရဲ့ဖြစ်တည်မှုတွေကိုအနီးကပ်စောင့်ကြည့်နေတဲ့တောင်ပိုင်းအဖိုးပြောပြလို့သိခဲ့ရတာပါကြောက်လမ်းမခဲ့ပြီ အယောင်ကိုမှားခဲ့ပြီငါအောင်ကနောင်တရတဲ့လေတန်နဲ့ပြောပြီးတော့ခေါင်းကဆိုင်ကျသွားခဲ့တယ်မကြခဲ့အချိန်မှာတော့စူညံလာတဲ့အတန်နဲ့အတူငါအောင်ရဲ့အမဖြစ်သူအပဝင်ရွာသားတွေအားလုံးဇေဒီပေါ်ကိုရောက်လာခဲ့တယ်ငါအောင်ရဲ့ငါမှနေပြလို့စိတ်ပူလိုက်ရတာလက်ဆက်သက်တော့ဒီရောက်နေတာကိုပါကြီးရဲ့စကားကိုငါအောင်ကဘာမှပြန်မပြောပဲခြေထောက်ကိုနှစ်ဖူးနဲ့ထိပ်ပြီးကြော်လိုက်လိုက်တယ်ငါအောင် နင့်ဘာလုပ်တာလဲမာကြီးကျွန်တော်ဖုန်းကြီးဝှက်ချင်တယ်အလိုလေငါနားကြမြောက်မှားတာလားတကယ်ပြောတာပါကျွန်တော်ဖုန်းကြီးဝှက်မှာမို့မာကြီးခွင့်ပြုပေးပါငါအောင်ရဲ့စကားကိုကြားတော့အမဖြစ်သူခမမျက်ရည်မစဲနိုင်ပဲအမခွင့်ပြုတာပေါ့တိတ်ကိုခွင့်ပြုတာပေါ့ကွယ်လို့ပြောရင်ငါအောင်ကိုခက်တီးတီးပွက်ဖက်လိုက်ပါတော့တယ်ဒီနေရာမှာတော့ လူယုံကအောင်ရဲ့လူပွားပြီးဆုံးပြီးနောက်ဘွားမှာတော့ဖုန်ကြီးဝင်နဲ့ဘယ်လိုဘယ်ပုံသာသနာပြုမလဲအောင်မြတ်တာတို့ကရောဘယ်လိုကုညီကြမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့တိုက်ဆက်သာသနာဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအောင်မြော်အားပေးနားဆင်ပေးကြပါဦးနော်အချိန်ပေးပြီးနားဆင်အားပေးကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလိုစာရေးဆရာဇေယနာရမညောက်လေကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထားရပတ်ဆိုင်နိုင်ကြပါစေရှင်။